အနိုင်ရသူသာအသက်ရှင်ကြရင်မဲ့လမ်းလျှောက်ပြန်ပွဲမင်္ဂလာပေါင်းတဲ့ခါကြောင်းနဲ့နေကောင်းရင်းမြတ်ဖြစ်ပါစေလို့ကျွန်တော်တို့ပြီးကဆိုချန်လေးကနေဥစွာပထမအနုကွန်ဆက်သလိုက်ပါရခင်ဗျာဒီနေ့မှာတော့အောင်နိုင်သူသာအသက်ရှင်ကြရင်မဲ့လမ်းလျှောက်ပြန်ပွဲကြောင်းရိုက်ကူးထားတဲ့ The Long Walk ဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမှာမို့ကြည့်ရှုအားပေးကြပါဦးခင်ဗျာဇာတ်လမ်းလေးရဲ့အစမှာတော့ Ray ဆိုတဲ့မျိုးသားတစ်ယောက်ကတရားဝင်အကြောင်းကြားစာရဆောင်လက်ခံရရှိခဲ့ပါတယ် ဇာတိမှာတော့သူ့ကိုအသက်အန္တရာယ်ရှိတဲ့ပြိုင်ပွဲတစ်ခုဖြစ်တဲ့လမ်းလျှောက်ပြိုင်ပွဲမှာပါဝင်ဖို့ရွေးချယ်ခံရကြောင်းဂုဏ်ပြုရေးသားထားတာပဲဖြစ်ပါတယ်။တနိုင်ငံကဒီပွဲကိုတိုင်းရထုတ်လွှင့်မှုကနေစောင့်ကြည့်နေကြမှာဖြစ်ပြီးနောက်ဆုံးအနိုင်ရရှိသူကစုကြီးငွေတင်မကဘဲနဲ့ကြော်ကြားမှုစီးစိမ်ဥစ္စာတွေနဲ့သူနှစ်သက်ရာဆန္ဒတစ်ခုကိုပါတောင်းဆိုလို့ရမှာပဲဖြစ်ပါတယ်။အဲဒီနောက်မှာတော့ရေဟာသူ့ရဲ့အမေနဲ့အတူပွဲချင်းပါရာကိုထွက်ခွာခဲ့ပါတယ်။လမ်းမှာတော့သူတို့ကအစိုးရတဲ့အခြေအနေတွေကြုံတွေ့နေရတဲ့ကဘာကြီးကိုအမြင်တွေ့ခဲ့ရပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကဖြစ်ပွားခဲ့တဲ့စစ်ပွဲကြီးတစ်ခုကြောင့်သူတို့နိုင်ငံကပြည်စည်းသွားခဲ့ပြီးမျိုးတွေကိုပြန်မတည်ဆောက်နိုင်ကြတော့ပဲနဲ့မိသားစုတွေကလည်းအသက်ရှင်ဖို့အတွက်ရုန်းကန်ခဲ့ကြရတာပဲဖြစ်ပါတယ်။လမ်းလျှောက်ပြိုင်ပွဲကလူများစုအတွက်စည်ရဲမွေးတည်မှုကနေလွတ်မြောက်ဖို့တကူပြီးသောရွေးချယ်စရာအခွင့်အရေးဖြစ်ပေမဲ့ဒီနေ့ကိုပါဝင်ရှင်မြန်မှုအတွက်လူငယ်90သာရွေးချယ်တာပဲဖြစ်ပါတယ်။ဂရီးရဲ့မိကသူသားကိုဆုံးရှုံးရမှာကြောက်တဲ့အတွက်စိတ်ပြောင်းပြီးတော့ဝင်မပြိုင်မှုတောင်းဆိုခဲ့ပါတယ်။ဒါမဲ့လေရေကတော့ဒီပြိုင်ပွဲမှာဝင်ပြိုင်မှဖြစ်မှာဖြစ်တဲ့အကြောင်းကိုတေချာရှင်းပြလိုက်ရပါတယ်။ သူတို့ကပြင်ပွဲစတင်မဲ့နေရာကိုရောက်တဲ့အခါမှာတော့ရေအမေကသူသားကိုပွေးဖက်နှုတ်ဆက်ခဲ့ပြီးရေကတော့ပြန်လာမယ်လို့ဂရီဘေးကခွတ်သွားခဲ့ပါတော့လေခဏကြာမှာပဲရေကပီတာမက်ဖရိုင်းလို့အမည်ရတဲ့နောက်ထပ်ပြန်ပွဲဝင်တစ်ယောက်နဲ့တွေ့ဆုံခဲ့ပြီးသူတို့နှစ်ယောက်ကလည်းခင်မင်ရင်းနှီးသွားခဲ့ကြပါတယ်သူတို့ကဟန့်ဘေးကစတက်ဘင်းနဲ့အသက်ငယ်ဆုံးပြန်ပွဲဝင်ဖြစ်တဲ့ခါလီတို့ပါဝင်တခြားပြန်ပွဲဝင်တွေရှိရာကိုအမြန်ဆုံးသွားပြီးတော့ပူးပေါင်းခဲ့ကြပါတယ်ခဏကြာတော့လမ်းလျှောက်ပြန်ပွဲရဲ့ကျင်းမာသူကနောက်ဆုံးမှပေါ်လာခဲ့ပါပြီ ူကိုယ်သူဘုံမှုကြီးလို့မိဆက်ကရှေ့ကိုတက်လာပြီးတော့ပြိုင်ပွဲဝင်တွေရဲ့မိတွေကိုတယောက်ပြီးတယောက်ကိုစတင်ခေါ်ပါတော့လေ။နိုင်မီခေါ်ခင်ရတဲ့ကောင်လေးတွေကရှေ့ထွက်လာခဲ့ပြီးတတ်တူတစိပြားတပြားကိုယူကာကိုယ့်နေရာကိုပြန်သွားခဲ့ရပါတယ်။အယောက်90လုံးနိုင်မီခေါ်ပြီးသွားတဲ့အခါမှာတော့ဘုံမှုကြီးကသူတို့ကိုမိန်ကွန်းပြောကြပါတယ်။သူကဒီနိုင်ငံဟာစစ်ပွဲကနေလုံးဝပြောင်းလဲမထူထောင်နိုင်သေးကြောင်းသူတို့ကိုတတိပေးခဲ့တာပဲဖြစ်ပါတယ်။မျိုးတွေကပြည်စည်းစစ်မှုလုပ်ငန်းတွေကမအောင်မြင်ပဲလူတွေကလည်းအနာမရခဲ့ပါဘူ ဒါပေမဲ့လည်းနှစ်စဉ်နှစ်တိုင်းလမ်းလျှောက်ပြိုင်ပွဲကစိတ်ဓာတ်တွေပြန်လဲနိုးကြလာအောင်စိတ်လှုပ်ရှားမှုတွေကိုဖန်တီးပေးခဲ့ပါလေ။သူတို့နိုင်ငံရဲ့တကယ့်အားနည်းချက်ကစီးရဲမွဲတူမှုမှုဖွဲနဲ့ပြည်ကြီးချင်းဖြစ်ကြောင်းသူကရှင်းပြလိုက်ပါလေ။အဲဒါကြောင့်အစည်းအဝေးနဲ့ခန္ဓာရေးရှိမှုကအသက်ရှင်ရက်တည်ရေးရဲ့အဓိကတော့ချက်ဖြစ်ကြောင်းလူတိုင်းကိုတတိပေးဖို့အတွက်သူကဒီပြိုင်ပွဲကိုနှစ်စဉ်ချင်းပါတာပဲဖြစ်ပါလေ။ဘိန်ကုန်းပြောပြီးသွားတဲ့အခါမှာတော့သူကစီးကန်းတွေကိုတိတိကျကျရှင်းပြခဲ့ပါလေ။ပြိုင်ပွဲဝင်တယောက်ချင်းစီကတနအီ3မိုင်အောက်မလျော့ဘဲနဲ့ရှေ့ဆက်လမ်းလျှောက်ရမှာဖြစ်ပြီးတော့ တယောက်ယောက်နှေးသွားရင်အရင်ဆုံးတတိပေးမှာပဲဖြစ်ပါတယ်။ဒုတိယအကြိမ်နှေးသွားရင်လည်းနောက်ထပ်တတိပေးခံရမှာဖြစ်ပြီးတော့တတိယအကြိမ်ဆိုရင်တော့သူတို့ကပြဿနာတက်မှာဖြစ်ပြီးနောက်တစ်ကြိမ်ထပ်နှေးသွားရင်တော့ပြိုင်ပွဲကနေပြီးတိုင်ထုတ်ခံရမှာပဲဖြစ်ပါတယ်။ပြိုင်ပွဲထဲမှာတော့ဘန်းနိုင်မရှိရန်နာစရာလည်းမရှိပဲနဲ့နောက်ဆုံးမှာတက်ရှင်ကြံရည်သူတယောက်ထဲသာရှိရမှာပဲဖြစ်ပါတယ်။အဲဒီနောက်မှာတော့ဘုံဝကြီးကသူ့ရဲ့ပစ္စတိုကိုမျှောက်ပြီးတော့လေထဲကိုပြစ်လိုက်တာလမ်းလျှောက်ပြိုင်ပွဲကိုလည်းစတင်အောင်ကြီးညာလိုက်ပါတယ်။ အဲဒါကြောင့်ကောင်လေးယောက်90ကလည်းတနက်ကိုင်းစစ်သားတွေပါတဲ့ trucker တွေနောက်ကနေလိုက်ရင်းနဲ့အရှိကိုဆက်လျှောက်သွားခဲ့ကြပါတယ်။ပဝင်းကျင်က6တွေ့နေကြောင်းပြောလိုက်တဲ့အခါမှာတော့ Vagovic ဆိုတဲ့ဗျံပွဲဝင်တယောက်ကဗိုလ်မှူးကြီးကနောက်ပိုင်းမှာသာလူတွေကိုကြီးခွင့်ပြုမှာဖြစ်ပြီးတော့တန်းကြောင်တစ်ချုံမှာနေထိုင်တဲ့ဒေသခံတွေကတော့ဘေးကနေကြီးရှုနိုင်ကြောင်းရှင်းပြလိုက်ပါတယ်။ဒါပေမဲ့လည်းကင်မရာတွေကနေရာတိုင်းမှာရှိနေခဲ့ပြီးအိမ်ကနေကြီးကြမဲ့ပရိသတ်တွေတွေလည်းမှတ်တမ်းတင်နေခဲ့ပါတယ်။သူတို့လမ်းလျှောက်တာခုနှစ်မိုင်ကျော်လာတဲ့အခါမှာတော့ပြိုင်ပွဲဝင်တွေကအဓိကစုကြီးအကြောင်းကိုပြောဆိုခဲ့ကြပါတယ် ဘေကာကသူ့အတွက်တကူရီတော့အာတက်စီယာကပတ်စံပြေကြောင်းပြောခဲ့ပေမဲ့ရေကတော့အစည်းအဝေးဥစ္စာအားတိုက်ပွဲဝင်မှုအတွက်တကူရီတော့အကြောင်းပြချက်မဟုတ်ကြောင်းရှင်းပြကသူ့စကားကိုညှင်းဆန်းခဲ့ပါတယ်။မကြာခင်မှာပဲမှတ်စုစာအုပ်တအုပ်ကိုကင်ဆောင်ထားတဲ့ Harkness ဆိုတဲ့နောက်ထပ်ပြိုင်ပွဲဝင်တစ်ယောက်ကလည်းရှေ့ကိုရောက်လာပါတယ်။သူကလူတိုင်းရဲ့နာမည်နဲ့နံပါတ်ကိုတည်တည်ဆဲဆဲရေးမှတ်တာထားပြီးတော့လမ်းလျှောက်ပြိုင်ပွဲအကြောင်းကိုလည်းစာအုပ်ရေးနေတာကိုရှင်းပြခဲ့ပါတယ်။သူသာသိရှင်ခဲ့မယ်ဆိုရင်တော့အဲ့ဒီစာအုပ်ကြောင့်သူကချမ်းသာပြီးတော့နာမည်ကြီးလာမှာပဲဖြစ်ပါတယ်။ ဒါမဲ့လေပီတာကဟာနက်တာတကယ်အနိုင်ရသွားခဲ့ရင်စာအုပ်ရေးစရာတော့မလိုဘဲနဲ့နံမည်ရေးသွားမှဖြစ်ကြောင်းထောက်ပြခဲ့ပါရယ်။အဲဒီချိန်မှာပဲအသက်ငယ်ဆုံးပြိုင်ပွဲဝင်ဖြစ်တဲ့ကာလီကချော်လေးခဲ့ပါရယ်။သူရဲ့ခြေထောက်တွေကနာကျင်စပြုတ်လာခဲ့ပြီးတော့သူကလည်းမတ်တပ်ရက်ဖို့တောင်ရုန်းကန်နေခဲ့ရတာပါ။အိုင်နော်ရီကသူ့ကိုဆက်ပြီးတော့ရှောင်းနေအောင်လမောင်းကနေကင်ပေးထားခဲ့ပြီးပီတာကလည်းအားပေးစကားတွေပြောခဲ့ပေမဲ့ကာလီယာနာကျင်မှုကိုမခံစားနိုင်တော့ဘဲနဲ့လမ်းပေါ်မှာပဲလဲကျသွားခဲ့ပါလေ တုံးကသတိပေးပြီးတဲ့နောက်မှာတော့ဂါလီကထမလာနိုင်တော့တဲ့အတွက်စစ်သားတယောက်ကသူ့ကိုတနက်နဲ့ရဲရဲဆက်ဆက်ကိုပြစ်တတ်လိုက်ပါတော့လေ။ဒီမြင်းဝင်းကြောင့်ပဲရေဒီယိုထိတ်လန့်သွားခဲ့ပြီးမတော်တဆလမ်းလျှောက်တာနဲ့နှီးသွားတဲ့အခါမှာတော့စစ်သားတယောက်ကသူ့ကိုပါတတိပေးခဲ့ပါတယ်။ဒါမှမဟုတ်လေပီတာကဘာမှမဖြစ်အောင်သူ့ကိုအမြန်ဆွဲကိုလိုက်ပြီးတော့ရှေ့ကိုဆက်လျှောက်စေခဲ့ပါတယ်။ဘုံမူကြီးကကြောက်ဆုံးသွားတဲ့ကောင်းလေးကြောင့်ကျင်နာခဲ့ပြီးတော့နောက်ထပ်သေဆုံးမှုတွေမဖြစ်လာအောင်လို့ကျန်တဲ့သူတွေကိုရှေ့ဆက်လျှောက်လမ်းမှုပြောခဲ့ပါတယ်။ နောက်ထပ်တော်ကြဆက်လျှောက်ပြီးတဲ့နောက်မှာတော့သူတို့အဖွဲ့က18မိုင်ကိုရောက်ရှိလာခဲ့ပါပြီ။ပင်မနေတာကြောင့်ရှေ့ဆက်သွားဖို့အတွက်သူ့ကိုယ်သူဘလောက်ထိအားတင်းထားနိုင်မလဲဆိုတာမသေးတဲ့ကြောင်းရေးကထုတ်ပြောခဲ့ပါတယ်။ဒါပေမဲ့လည်းပီတာကသူ့ကိုဆုံးသက်အကြောင်းမတွေးဘဲနဲ့ပုံမှန်လေးပဲဆက်သွားဖို့ကြံပေးခဲ့ပါတယ်။အချိန်ဒီကိုလာရာနဲ့မြရေးပီတာဟန်နဲ့ဘီကာတို့ကပို့ပြီးယင်းနီလာကြကသံရုံးစင်တွေလည်းဖြစ်လာခဲ့ကြပါတယ်။ ဒါပေမဲ့လည်းအကုန်လုံးဆင်ပြေနေတယ်လို့ထင်ရတဲ့အချိန်မှာပဲပြိုင်ပွဲဝင်နံပါတ်1ကအပူဒဏ်နဲ့ပင်ပန်းနှွဲနဲ့မှုတွေကြောင့်သူ့ရဲ့ခန္ဓာကိုယ်ဟာအားကုန်ပြီးတော့လမ်းပေါ်မှာတက်ပြီးတော့လဲကျသွားခဲ့ပါတယ်။တချို့ပြိုင်ပွဲဝင်တွေကသူ့တက်စိုးရင်ခဲ့ကြပေမဲ့ဘာဂိုဗစ်ကတော့လဲကျသွားတဲ့ကောင်လေးကိုကြည့်တာရင်မောပြီးတော့လောင်ပြောင်ခဲ့ပါတယ်။စစ်သားတွေက၃ချိန်တီတီတတိပေးခဲ့ပြီးကောင်လေးပထနိုင်တော့တဲ့အတွက်သူ့ကိုလည်းတည်တံပေးခဲ့ပါတယ်။အောက်ဖို့ကောင်းလာအောင်ပဲဘာဂိုဗစ်ကဒီတိတ်ဆိုးမှုကိုကြည့်တာအနိုင်ရဖို့ခွင့်ရေးပုံများလာတဲ့အတွက်လူတိုင်းကိုဝမ်းသာတင်ကြောင်ပြောလိုက်ပါတယ်။ 25ပိုင်းကိုရောက်တဲ့အချိန်မှာတော့ Vago ဘက်က rank ဆိုတဲ့ကောင်လေးကိုမျက်စိကျသွားပါတယ်။သူကအရင်ဆုံးသူ့နံမီကိုလောင်ပြောင်းလိုက်ပြီးတော့ကောင်လေးအမီကိုလည်းစော်ကားကစီးကြောပါတော့တယ်။ rank ကစိတ်မထိန်နိုင်တော့ဘဲနဲ့ Vago ဘက်ကိုထိုးလိုက်ပေမဲ့လွဲချော်သွားကမြေကြီးပေါ်ကိုလဲကျသွားပြီးတော့နာကျင်သွားခဲ့ပါတယ်။ကျန်တဲ့သူတွေကသူ့ကိုထားဖို့အော်ပြောခဲ့ပေမဲ့လည်းသူကအချိန်မီမထနိုင်လိုက်တဲ့အခါမှာတော့စစ်သားတွေကသူ့ကိုပါတပ်ပြစ်လိုက်ပါတယ်။အဲဒါကြောင့် Ray နဲ့ Peter တို့ကဒေါသထွက်သွားက Vago ဘက်ကိုလူတက်မှုနဲ့ဆွဆွဲပါတော့တယ်။ ။ဒါပေမဲ့လည်းစိတ်ဒစဗာကိုဘဲကတော့ကောင်လေးကိုလုံးဝမထီခဲ့တဲ့အတွက်သူ့မမှုကြောင့်ပြောခဲ့ပါရယ်။နောက်တစ်ခါမှာတော့ပြိုင်ပွဲဝင်တူကပေါ်သွားခြင်းစိတ်ပေါ်လာခဲ့ပါရယ်။အဲဒါကြောင့်သူကဆက်မလျှောက်နိုင်တော့ဘဲနဲ့หนีသွားခဲ့ပါရယ်။စစ်သားတွေကသူ့ကိုစတင်တတိပေးလိုက်တဲ့အတွက်သူကရှေ့ကိုဆက်မသွားနိုင်တဲ့အခါမှာတော့လူတိုင်းရဲ့ရှေ့မှာကြောက်သေးပေါ့မိခဲ့ပြီးရှယ်တကွဲကျိုးနေတဲ့ပြစ်ဒဏ်ခံခဲ့ရပါရယ်။အဲ့တော့မှညကိုရောက်လာခဲ့ပြီးကောင်လေးတွေကလည်းစိတ်ဆောင်နေတဲ့အတွက်ဆက်လျှောက်နေခဲ့ပါတယ်။ရေကအင်းငယ်လာခဲ့ပြီးတော့သူ့မိအကြောင်းကိုပါအိမ်မက်မက်ခဲ့ပါတယ်။ ဒါမဲ့လေပီတာကသူ့ကိုလုံလို့ကနိုးနိုးကြကြနဲ့အာယုံဆိုင်နေဖို့ပြောခဲ့ပါတယ်။ရေကသူ့မိကိုလွမ်းတဲ့ကြောင်းပြောလိုက်တဲ့အခါမှာတော့ပီတာကမကြခင်ပြန်တွေ့ရမှာဖြစ်ကြောင်းကိုပြောကအားပေးခဲ့ပါတယ်။၃နှစ်နာရီကျော်သွားပြီးတဲ့နောက်မှာတော့ရေတယောက်တတိမထားမီပဲနဲ့နှီးသွားတဲ့အတွက်ဒုတိယအကြိမ်တတိပေးခံခဲ့ရပါတယ်။ခဏကြာတော့သူထပ်ပြီးချော်လဲကတတိယအကြိမ်တတိပေးခံခဲ့ရပါတော့လေ။အဲဒီနောက်မှာတော့ပြိုင်ပွဲဝင်တဦးကအမားမလို့ပဲနဲ့၃နာရီကြာဆက်လျှောက်နေမှသာတတိပေးရဲ့၃ခုကိုဖယ်ရှားနိုင်မှာဖြစ်ကြောင်းကြေညာခဲ့ပါတော့လေ။ ီတာတယောက်သူ့ကိုကူညီပြီးတော့အားပေးခဲ့ပေမဲ့လည်းဝေးကတော့ယူဆိုင်ရန်ဆောင်မနေနဲ့လို့ပြောခဲ့ပါတယ်။အနိုင်ရဖို့ခွင့်ရများလာအောင်ပီတာကစိတ်ထဲမှာကြိတ်ပြီးတော့သူ့ကိုလဲကျစေချင်နေတဲ့အကြောင်းကိုလည်းရေးကရန်တမ်းပြောပါတော့တယ်။ခဏကြာတဲ့အခါမှာတော့ပြိုင်ပွဲဝင်တွေကမဆောက်တဲ့တောင်ကုန်းတစ်ခုကိုရောက်လာခဲ့ကြပြီးတော့အတလန်ခီးမှလူများစုကနေသွားတဲ့အတွက်ချက်ချင်းကိုတည်တံပေးခံခဲ့ရပါတယ်။ရေဒီယိုရှိသမျှအားကုန်ထုတ်ပြီးတော့ရှေ့ဆက်သွားခဲ့ခြင်းပေမဲ့လက်တွက်မှာပဲအားလျှော့ကျင်လာခဲ့ပါတယ်။အဲဒီချိန်မှာပဲပီတာကသူ့ကိုတွဲလိုက်ပြီးတော့ရှေ့ဆက်သွားဖို့တိုက်တွန်းက တည်ငြိမ်အောင်လဲထိန်းပေးထားခဲ့ပါတယ်။ပီတာရဲ့လောရဲ့အကြောင်းရေဒီယိုစိတ်တိကိုက်သွားခဲ့ပြီးတော့အရင်ကဒေါသတကြီးနဲ့ပြောဆိုခဲ့တဲ့အတွက်တောင်းမန်ကသူပြောခဲ့တာတွေကစိတ်ထဲကမပါကြောင်ရှင်းပြခဲ့ပါတယ်။ပီတာကလည်းဘာမှမဖြစ်ကြောင်းပြောပြီးတော့သူ့ကိုအသက်ရှူမှန်အောင်လို့ကူညီပေးခဲ့ပါတယ်။နောက်တစ်ရက်ရောက်တော့သူတို့ဖွဲ့က59မိုင်ကိုရှောက်ပြီးသွားပြီဖြစ်ကရေကငိုက်လာတဲ့အတွက်အာယုံလွဲရင်းနဲ့စကားဆက်ပြောဖို့ပီတာကိုတောင်းဆိုလိုက်ပါတယ်။အဲနော်ရေကအသက်ယူဖို့အတွက်တာမကပဲသူ့မှာပိုကြီးမားတဲ့ရွယ်ချက်ရှိတဲ့အတွက်အနိုင်ရကျင်ကြောင့်ဝန်ခံခဲ့ပါတယ်။ 69မိုင်ရောက်မှာတော့ဟန်အားဆက်သွားဖို့အတော်ကိုရုန်းကန်နေခဲ့ရပါပြီ။လူကလည်းတုံနေခဲ့ပြီးသူ့ရဲ့ခြေထောက်တွေကလည်းနေလာခဲ့ပြီးတော့ပီတာကသူ့ကိုဆက်စည်းဖို့ကြိုးစားခဲ့ပေမဲ့ဟန်ကမလိုကြောင်းမမှန်ရန်ပြောကာရန်နန်နန်နဲ့ရှေ့ကိုဆက်လျှောက်သွားခဲ့ပါလေ။အဲဒီချိန်မှာပဲဟာနေရဲ့ခြေနေကတော့ပိုပြီးဆိုးနေခဲ့ပါပြီ။သူ့ရဲ့ခြေချင်းဝက်ကခေါင်းနေတော့သူကလည်းအချိန်ထိန်းဖို့အတွက်ရုန်းကန်နေရပါလေ။နေသွားတဲ့အတွက်သူကတတိပေးခံခဲ့ရပြီးရေကလည်းသူ့ကိုအားပေးခဲ့ပေမဲ့သူ့ရဲ့ခန္ဓာကိုယ်ကဆက်မသွားနိုင်တော့ပဲလဲကျသွားခဲ့ပါလေ။ ။လုံးဝသတိပေးပြီးသွားပြီမဲ့သူကပြန်ထမလာတဲ့အခါမှာတော့စစ်သားတွေကသူ့ကိုတည်ပြန်ပေးခဲ့ပါတယ်။သူရဲ့တည်ဆုံမှုကြောင့်ရေးနဲ့ပီတာတို့ဝမ်းထဲပူဆွေးခဲ့ကြပြီမဲ့ဘာဂိုဗက်ကတော့သူတို့တငယ်ချင်းတွေအမတ်တရကဗျာတို့ရေးဖို့အကြံပေးကလောင်ပြောင်ခဲ့ပါတယ်။ပီတာကဒေါသထွက်သွားကသူ့ကိုလူသက်သမားကိုထပ်ပြီးတော့ခေါ်လိုက်တဲ့အခါမှာတော့နှစ်ယောက်သားစကားများခဲ့ကြပါတယ်။သူတို့ခွဲတွေလည်းနောက်ဆုံးမှမိုင်းတရားမှတ်ကိုရောက်လာခဲ့ပြီးတော့ဗိုလ်မှူးကြီးကလည်းသူတို့ကိုချိန်ကြာကြီးတောင်းခံနိုင်ခဲ့တဲ့အတွက်အကုန်ပြုပေးခဲ့ပါတယ် ။ဒါမှမဟုတ်အဲ့ဒီချိန်မှာစိတ်ပြက်နေတဲ့ကောင်လေးတယောက်ကအနီးနားကဇာဝုတစ်ခုစီကိုရုတ်တရက်ထွက်ပြေးသွားခဲ့ပါရဲ့။ကန်ဆူရာကတော့သူ့အတကားကိုမရောက်ခင်မှာပဲပြည့်တက်ခံလိုက်ရတာပါ။တရားသုံးမှရောက်တဲ့အခါမှာတော့အသက်ရှင်ကျန်ရစ်တဲ့ကောင်လေးတွေကအနိုင်ရရင်ပါစုတောင်းမလဲဆိုတာကိုဆွေးနွေးနေခဲ့ကြပါရဲ့။ဘီကာကလာဘော်ကိုခီးသွားဖို့အတွက်တုံးမြန်တစဉ်တောင်းဆိုမယ်ကြောင်းပြောလိုက်ပြီးတော့ဟန်ကတော့ဂိုလုံးဒီမိမဆေးရောက်လိုချင်ကြောင်းကို confidence level ဆိုးဟိုက်ပြီးတော့ပြောလိုက်ပါရဲ့။ ်ပီတာကတော့အနိုင်ရသူနှစ်ယောက်ဖြစ်ပြောင်းလဲဖို့တောင်းဆိုမဲ့အကြောင်းပြောကာနောက်ပြောင်းခဲ့ပါတယ်ရေကတော့တနိုင်ငံလုံးရဲ့စနစ်တစ်ခုလုံးကိုပြောင်းလဲပြင်ဆင်တဲ့အကြောင်းပြောလိုက်ပါတယ်သူတို့ရဲ့ဆန္ဒအတိုင်းနိုင်ငံရဲ့အခြေအနေကိုတိုက်ရိုက်မပြောင်းလဲနိုင်တဲ့အတွက်ဒါကမဖြစ်နိုင်ကြောင်းကြံတဲ့သူတွေကဝင်ပြီးထောက်ပြခဲ့ကြပါတယ်။ဒီနောက်မှာတော့ဂျောင်းဘေးရိုက်ခံရတဲ့ခွေးတွေလိုခန်းစားနေခဲ့ရတဲ့သူတို့ခွေးကဗိုလ်မှူးကြီးနဲ့လမ်းလျှောက်ပြိုင်ပွဲကိုအဟစ်ဆဲဆိုခဲ့ကြပါတော့လေ။အဲညမှာပဲမိုးကလည်းတီးထန့်စွာရောက်သွန်းခဲ့ပြီးတော့လူတိုင်းကလည်းစူရွှဲကကြွဆုပ်တွေဖြစ်ကုန်ကြပါပြီ ရေကမျိုးလုံးမဖွင့်နိုင်တော့တဲ့အတွက်ပီတာကလမ်းဆက်ရှောင်းနေရင်းနဲ့ခဏတာနားယူဖို့သူကုန်းကိုမိခိုင်းခဲ့ပါတယ်။တတိယနေ့ရောက်တဲ့အချိန်မှာတော့သူတို့က144မိုင်ကိုဖြတ်ကျော်ခဲ့ပြီးတော့သူတို့ရဲ့ဂျင်းတွေကလည်းအတော်ကိုဆိုးရွာလာခဲ့ပါပြီ။ဒိတ်စိတ်တဲ့အချိန်မှာရေကပီတာကိုသူ့ရဲ့အတိတ်အကြောင်းကိုယဉ်ဖွင့်ခဲ့ပါတော့တယ်။သူ့ဖေကသူ့ကိုအာနာပိုင်တွေကတားမြင်ထားတဲ့ဒသနိကပီတာဂီတနဲ့တခြားဘာသာရပ်တွေကိုသင်ကြားပေးလေရှိကြောင်းရှင်းပြခဲ့တာပါ။ အစိုးရကအဲ့ဒီတင် जा မှုတွေကိုတက်စာဖောင်းမှုပြည့်တတ်မှတ်ခဲ့ပြီးတင်းမာဘုံဝန်ကြီးကိုယ်တိုင်သူ့ဘေကိုလာတွေ့ကနိုင်ငံတော်ကိုတက်စာခံဖို့နဲ့တားမြင်ထားတဲ့သင်ခန်းစာတွေကိုအသုံးမပြုဖို့အမိပေးခဲ့ပါတယ်။ဒါမှမဟုတ်သူ့ဘေကတော့ငင်းဆန်ခဲ့တဲ့အတွက်ချက်ချင်းပဲတည်ရန်ပြီးခံခဲ့ရပါတယ်။ရေတွေလမ်းလျှောက်ပြိုင်ပွဲကိုဝင်ပြိုင်ရတဲ့ဒီကအကြောင်းရင်းကတော့ဗမူးကြီးကိုတတ်ပြီးတော့သူ့ဖေရဲ့တေဆုံးမှုအတွက်လစားချေဖို့ပဲဖြစ်ပါတယ်။သူသာနိုင်ရခဲ့ရင်တော့စူချင်းအနေနဲ့ကာဘိုင်ရိုင်ဖယ်တလက်တောင်းဆိုဖို့စိတ်ကူးထားပြီးတော့သူ့ဖခင်ကိုတည်တံပေးခဲ့တဲ့လူကိုပြစ်တတ်ဖို့တုံးပါဖြစ်ပါတယ်။ သူတို့ဒီ190ကိုရောက်တဲ့အချိန်မှာတော့ပြန်ခွဲကရစက်ကြမ်းကြုတ်မှုတွေကပိုပြီးတော့ပေါ်လွင်လာခဲ့ပါပြီ။ပြန်ခွဲဝင်တယောက်ကလုံးဝအာမရှိတော့တဲ့အတွက်စစ်သားတွေစီကိုရိုင်းနေနေနဲ့သွားကအကူအညီတောင်းခဲ့ပါတယ်။ဒါမှမဟုတ်စစ်သားတွေကသူ့ကိုထိုးကြိတ်ကတင်ကားအောက်မှာကြိတ်တက်လိုက်ပါတယ်။ခဏကြာမှာတော့နောက်ထပ်ပြန်ခွဲဝင်တယောက်ကလည်းယူသွက်သွားခဲ့ပြီးတော့အဝတ်တွေကိုချုပ်ကလမ်းကြောင်းကနေတွေ့ပယ်သွားခဲ့ပါတယ်။အဲအားကြောင့်စစ်သားတွေကသူ့ကိုချက်ချင်းကိုတနက်နဲ့လမ်းပြခဲ့ကြပါတယ်။အရင်ကမှသူတို့ကနေရာတမိုင်ကိုရောက်လာခဲ့ပြီးတော့ ဒန်ရင်ကရီနာသွားကစိုးရတဲ့တရင်တစ်ခုကိုပြောကြားခဲ့ပါတယ်။ဟန်ဟာလဲကြလူနီပါဖြစ်နေတဲ့အတွက်ရီကသူ့ကိုအားပေးဖို့မြန်သွားခဲ့ပေမဲ့ဟန်ကလက်ထက်သွားပြီးတီတီငိန်နဲ့စသားရိစီကိုချောက်သွားခဲ့တာပါ။သူကချက်ချင်းတီရန်ပီးကန်ရတော့ဂျန်တဲ့ဖွဲကလည်းထိလန့်သွားခဲ့ပါတယ်။ကိုကိုကိုမထိန်ချုပ်နိုင်တော့တဲ့ပေကာကအဖွဲကထွက်ပြီးတက်ခံလိုက်ရတဲ့သူတငယ်ချင်းစီသွားတဲ့အခါမှာတော့စသားရိကသူ့ကိုချက်ချင်းတီပြေးခဲ့ပါတယ်။ကန်ကောင်းနာကတော့သူကအသက်မခံရခင်မှာရေကသူ့ကိုဆွဲတူပြီးတော့ရှေ့ကိုဆွဲခေါ်သွားကာ ဟာမရှိတော့ကြောင်းနဲ့ဘာမှလုပ်လို့မရနိုင်တော့ကြောင်းဟောပြောခဲ့တာပါ။နောက်တစ်မိနစ်မှာတော့သူတို့ဘက်က209မိုင်ကိုကျော်လွန်လာခဲ့ပါပြီ။အယောက်90တဲမှာမှ Ray, Peter, Bago ဘက် Steven, Vega နဲ့ Parker တို့ပဲတက်ရှင်ကြံရည်ခဲ့ကြပါတယ်။သူတို့ထဲမှာဟန်ကအိမ်မာသူ့ကိုစောင့်နေတဲ့မိမကြံငယ်ကြောင်းတည်သွားကြတဲ့အခါမှာတော့နိုင်ရသူကစူကြီးတဲကငွေတွေကိုသူ့ဇနီးကိုပေးဖို့သဘောတူခဲ့ကြပါတယ်။ဘသူကမှဘာကူဘက်ကိုစကားမပြောခဲ့ဘဲသူကတင်ခွဲဖြစ်နေခဲ့တာပါ။ အဘေကန်လိုခံစားရတဲ့အတွက်ဘာကိုဘက်ကရေနာသွားကရန်ရဲ့တည်ဆုံးမှုတွေသူကအပြစ်ရှိတယ်လို့ခံစားနေရကြောင်းဝေခံခဲ့ပါတော့လေ။အဲဒီနောက်မှာတော့သူကတောင်းပန်ပြီးတော့ဖွယ်ရဲကိုဝင်ခွင့်ပေးဖို့တောင်းဆိုခဲ့ပါတယ်။ရေကခွင့်ပြုလိုက်ပေမဲ့လည်းခဏကြာတော့ဘာကိုဘက်ရဲ့ပြုမှုတွေကထူးဆန်းလာခဲ့ပါတယ်။သူရဲ့စိတ်တွေကထွေပြားလာခဲ့ပြီးတော့ရှေ့ကိုပြေးသွားကသူ့လက်ချောင်းကိုသူ့ကိုယ်တိုင်တားနဲ့ထိုးခဲ့တာပါ။စတားတွေကသူ့ကိုတနက်နေ့ပြစ်တက်လိုက်တဲ့အခါမှာတော့ကျန်တဲ့သူတွေကအသေးခိုက်အောင်ထိတ်လန့်တော်လို့သွားပင်မဲ့လေရွေးချယ်စရာမရှိဘဲနဲ့ရှေ့ကိုဆက်လျှောက်ခဲ့ရပါတယ် ။အဲဒီညမှာတော့ပင်မန်းတွဲနေနေတဲ့အဖွဲ့ကစိတ်တက်တကြွပြီးတော့ရှေ့ဆက်ရှောင်းနိုင်ဖို့အတွက်အတူတူသတင်းဆိုခဲ့ကြပါရစေ။မိုင်းမြောင်းနေမှာတော့သူတို့က198မိုင်ကိုရောက်လာခဲ့ပြီးတော့လမ်းမှာရေးရမေနေထိုင်တဲ့မြို့ကိုလည်းဖြတ်သွားခဲ့ရပါရစေ။ရေးကသူ့မိကိုပြန်တွေ့ရတဲ့အတွက်ကံကောင်းတာဖြစ်ကြောင်းပါကာကထောက်ပြခဲ့ပေမဲ့လည်းပီတာကတော့တကယ်တော့အဲ့ဒါကသူ့အတွက်ပိုပြီးခက်ခဲစီမှာဖြစ်တဲ့အတွက်ကျင်းစာဖြစ်ကြောင်းပြောခဲ့ပါဗျ။နောက်ဆုံးမှာ186မိုင်ကိုရောက်တဲ့အခါမှာတော့သူတို့ကရေးရဲ့ဇာတိမျိုးကိုရောက်ရှိလာခဲ့ပါပြီ ရေရဲ့ဖနက်တစ်ဖက်ပြစ်စည်းသွားတဲ့အခါမှာတော့ဘေကာကဖနက်နှစ်ဖက်စလုံးကိုချွတ်ပစ်ဖို့အကြံပေးကာမညီများတဲ့ဂျီလန်တွေကသူ့ကိုပို့ပြီးအားကုန်စေနိုင်တဲ့အကြောင်းလေးသတိပေးခဲ့ပါတယ်။မကြာခင်မှာပဲရေကလူအုပ်ကြားထဲမှာသူ့မိကိုလမ်းမြင်လိုက်ရပါတယ်။အစတော့သူကဝေးကနေပဲလက်ပြနှုတ်ဆက်ခဲ့ပေမဲ့စိတ်မထိန်နိုင်တော့ပဲနဲ့သူ့မိခင်စီပြေးသွားပြီးတော့ပွေဖက်ဖို့တောင်းဆိုခဲ့ပါတယ်။မယူရဆန်နဲ့အဲ့လိုရဲ့အကြောင်းသူကတတိပေးခံခဲ့ရပြီးသူ့မိကသူ့ကိုအသက်မခံရခင်ထွက်သွားဖို့တောင်းဆိုခဲ့ပါတော့လေ ဇူလာရီပြည်သက်ဖို့အသင်းပြင်ထားနေတော့မှာပဲပီတာကရေးကိုလမ်းပေါ်ဆွဲခေါ်ကဆက်လျှောက်ခိုင်းခဲ့ပြီးတော့ဒေမင်းလက်ကနေကယ်တင်ပေးခဲ့ပါတယ်။ရေးရဲ့ဇာတိမျိုးကိုဖျက်ချော်ပြီးတဲ့နောက်မှာတော့ပီတာကသူ့ရဲ့နာကျင်ပွဲအတိတ်အကြောင်းကိုရင်ဖွင့်ပါတော့တယ်။သူမမီးတလောက်ကဇေပွဲမှာသူ့မိဘတွေကိုဆုံးရှုံးခဲ့ရတဲ့အချိန်ကစပြီးတော့သူကအမြဲတမ်းလမ်းလျှောက်နေခဲ့ရတဲ့အကြောင်းရေးကိုပြောပြခဲ့တာပါ။အဲဒီနောက်မှာသူ့ကိုသူ့ဦးလေးကခေါ်သွားခဲ့ပေမဲ့လည်းဂိုင်းနဲ့နှိပ်စက်ကသူကပီတာဆယ်နှစ်သားအရွယ်မှာတည်ဆုံသွားခဲ့ပါတယ်။ရော်ရဲကြံနေခဲ့တဲ့ပီတာတယောက်လမ်းပေါ်ကတခြားကလေးတွေနဲ့ပေါင်းပြီး ခိုးလိုက်ဝက်လိုက်ရန်ဖြစ်လိုက်နေပဲတက်ရှင်အောင်ကြိုးစားခဲ့ရပါတယ်။ရန်ဝဲတစ်ခုမှာကောင်လေးတယောက်ကသူ့ကိုဓာတ်နဲ့ခိုးလိုက်တဲ့အတွက်အမားရဲတစ်ခုလည်းကြံနေခဲ့ပါတယ်။အဲဒီနောက်မှာသူကဆေးရုံမှာနိုးလာခဲ့ပေမဲ့လည်းဓာတ်နဲ့ကောင်လေးကိုပြစ်တင်မဲ့စားသူ့ကိုသူပဲပြစ်တင်ခဲ့ပါတယ်။အဲဒီနေ့ကစားပြီးတော့သူကဘလောက်ပဲမောင်မိုက်နေပါစေအလင်းရောင်ကိုမြေတန်းရှာဖွေဖို့တစ္ဆာဆူခဲ့တာပါ။သူကနိုင်ရရင်စူချင်းငွေကိုသူ့လိုမိဘမဲ့ကလေးတွေကိုကူညီဖို့အတွက်အသုံးပြုခြင်းကြောင့်ရှင်းပြလိုက်တဲ့အခါမှာတော့ရေဒီယိုထပ်ပြီးတော့ဟက်တီသွားခဲ့ပြန်ပါလေ။အဲဒီတော့306မှန်ကိုရောက်တဲ့အချိန်မှာတော့ စတီဗင်ကတယောက်ကိုတယောက်မကူညီသင်းတော့တဲ့အကြောင်းအဖွဲ့ကိုတတိပေးခဲ့ပါတော့လေအဲ့ဒါကသွေးပြီးတော့ရစ်စစ်တဲ့စကားဖြစ်ပေမဲ့လည်းလူတိုင်းကသဘောတူခဲ့ကြပါတယ်မကြာခင်မှာပဲဘီကာကနှကောင်းသွေးယူလာခဲ့ပေမဲ့စီကန်းကြောင့်ဘသူကမှဝင်မကူညီခဲ့ကြပါဘူးအဲ့ဒီအချိန်မှာပဲဗာကာကယုတ်တည့်ဆဲလို့သွားပါတော့လေသူကစစ်သားတယောက်စီကိုပြေးသွားကရိုင်ဖယ်ကိုဆွဲယူလိုက်ပြီးတော့အဲ့ဒီစစ်သားကိုလည်းချက်ချင်းတက်ပစ်ခဲ့ပါတယ်အဲ့တော့ဘာကာကဘသူမှမပြေးဝန်းတဲ့လိုရက်ကိုကျူးလွန်ခဲ့ပြီးသူ့တကယ်ချင်းတွေကိုထိတ်လန့်သွားစေခဲ့ပါတယ် ညနေခင်းမှာတော့ဘာကာရဲ့နှာခေါင်းသွေးယူရာကပိုဆိုးလာခဲ့ပြီးတော့ပီတာနဲ့ရေတို့ကလည်းစီကံဖောက်ကသူ့ကိုကူညီခဲ့ကြပါတယ်။ဒါပေမဲ့လည်းဘီကာကအကြာကြီးမရတော့ဘူးဆိုတာကိုသိနေခဲ့ပါတယ်။သူကလောကတီတစ်ခုကိုသူတို့လက်ထဲကိုထည့်ပေးပြီးတော့သူတို့အသက်ရှင်ခဲ့ရင်သူ့ဘွားကိုပေးပေးဖို့တောင်းဆိုခဲ့တာပါ။သူတည်တံပြေးခန့်ရတဲ့အခါမှာတော့နောက်လည်းမကြည့်ဖို့လည်းဂရီတောင်းခဲ့ပါတယ်။သူတို့ကသူ့ကိုထင်းကဆက်ချောက်ဖို့တောင်းဆိုခဲ့ပေမဲ့လည်းဘီကာကတော့ငြင်းဆန်လိုက်ပါတယ်။ဘီကာလဲကျသွားတဲ့အတွက်စစ်သားတွေကသူ့ကိုရေးရဲဆက်ဆက်ကိုတပ်ပစ်ခဲ့ကြပါတယ်။ ညောင်းတဲ့အခါမှာတော့လမ်းလျှောက်ပြိုင်ပွဲဝင်တွေက326မိုင်ကိုရောက်ရှိလာခဲ့ကြပါပြီ။ဘုံမူကြီးရဲ့ဆောင်းကြီးမှုအောက်မှာတော့ Ray Peter နဲ့ Steven တို့ကရှီလီယားတဲ့တံတားတစ်ခုကိုဖျက်ချော်နေခဲ့ကြပါတယ်။ရေဒီယိုဆိတ်လို့သွားတဲ့အခါမှာတော့ဘုံမူကြီးကိုအော်ဟစ်ကဆဲဆူပြောဆိုလိုက်ပါတော့တယ်။ဒါမဲ့လည်းဘုံမူကြီးကပြုံးလိုက်ပြီးအဲ့ဒီဒေါသကသူရှာခွေနေတဲ့အနိုင်ရသူရဲ့ပြင်းပြတဲ့စိတ်ဓာတ်မျိုးဖြစ်ကြောင်းပြောခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲ Steven ကမှန်တရားကိုထုတ်ပေါ်ပါတော့တယ်။တကယ်တော့သူကဘုံမူကြီးရဲ့တရားမဝင်တဲ့သားဖြစ်ပါတယ်။ သူ့ရဲ့ဆန္ဒကသူ့ဖေနဲ့တိုင်တဲ့နေထိုင်မှုဖြစ်ကြောင်းပြောခဲ့ပေမဲ့အခုတော့သူ့ခန္ဓာကိုယ်ကကြီးနေနေခဲ့ပါပြီ။ဒီနောက်မှာတော့သူကပီတာနဲ့ရီဒိုကိုသူတို့နဲ့အတူလမ်းလျှောက်ခဲ့ရတာဂုံယူကြောင်းပြောဆိုလိုက်ပြီးတော့ကံကောင်းပါစေလို့ဆုတောင်းပေးခဲ့ပါတယ်။နောက်ဆုံးမှသူကရတန်းလိုက်တဲ့အခါမှာတော့စသားတွေကသူ့ကိုပြစ်ဒတ်လိုက်ကြပါတယ်။အခုတော့ရီနဲ့ပီတာတို့နှစ်ဦးတည်းသာကြံပါတော့တယ်။ဘိုးကတဲတန်စာရွာသွန်းနေခဲ့ပြီးတော့သူတို့ကလည်းဘေးကျင်းရှင်ရှောက်နေခဲ့ကြပါတယ်။ ပီတာတယောက်ကတော့ကလေးဝါတော်ကတေးရမှာရမ်းကြောက်ခဲ့ပေမဲ့လူအများကြီးတေဆုံးတာကိုမြင်ပြီးတဲ့နောက်မှာတော့တေးချင်းတရားဟာဘဝမှာတေချာတဲ့အရာဖြစ်ပြီးတော့ကိုရေးချက်နိုင်တဲ့တခုရီးသောအရာကတေးချင်းတရားကိုဘလို့ရင်ဆိုင်မလဲဆိုတာပဲဖြစ်တာကိုသဘောပေါက်လာကြောင်းဝန်ခံခဲ့ပါတယ်330တမိုင်မှာသူတို့နှစ်ယောက်တည်းမှာဘသူတက်ရှင်မလဲဆိုတာသိကျင်နေကြတဲ့လူအကြီးကလည်းအော်ဟစ်အားပေးနေကြတဲ့မျိုးတစ်မျိုးကိုရောက်လာခဲ့ကြပါပြီရေဒီယိုနိုင်ရပြီးတော့သူ့အမိနဲ့ပြန်တွေ့နိုင်ဖို့သူကစတေးပေးမဲ့အကြောင်းပြောကပီတာကရုတ်တရက်ရလိုက်ပါတယ် ဒါပေမဲ့လည်းရေးကငင်းဆန်ပြီးတော့ဒူဒူဆက်သွားဖို့ဂရီဘေးကပီတာကိုရှေ့ဆက်လျှောက်ဖို့တွန်းအားပေးခဲ့ပါတယ်။ရေးကသူ့နောက်မှာရက်လိုက်တာကိုမတီးဘဲနဲ့ပီတာကခဏလောက်ရှေ့ဆက်သွားခဲ့မိပါတယ်။သုံးကတတိပေးခံထားရပြီးသားဖြစ်တဲ့ရေးကလည်းလဲကျသွားတဲ့အခါမှာတော့ချက်ချင်းတည်ံပေးခံလိုက်ရပါတယ်။စသားရီရဲ့ကြည်စံတွေကသူ့ကိုမှန်သွားကဗုံမှူးကြီးကလည်းသူ့အတွက်နောက်ဆုံးကြည်စံကိုပြစ်ခဲ့ပါတယ်။ပီတာတည်သွားတာကိုသဘောပေါက်ပြီးတုံတုံကိုကျွေးနေချိန်မှာတော့လူတွေကသူ့ရဲ့အောင်ပွဲအတွက်အော်ဟစ်ဂုဏ်ပြုနေကြပါတယ် အဲဒီနောက်မှာဘုံမူကြီးကရှေ့ကိုတက်လာပြီးတော့လမ်းလျှောက်ပြန်ပွဲရဲ့အနိုင်ရသူဖြစ်လာတဲ့အတွက်သူ့ကိုဂုဏ်ပြုပေးခဲ့ပါတယ်။သူကပီတာရဲ့ဆန္ဒကိုမိလိုက်တဲ့အခါမှာတော့ပီတာကစိတ်တည်ငြိမ်အောင်ထားပြီးတော့စစ်သားရဲ့ကာဘိုင်ရိုင်ဖယ်တစ်လက်ကိုတောင်းဆိုလိုက်ပါတယ်။သူကတနက်ကိုမတ္တရအနေနဲ့သူ့ရဲ့အနာဂတ်ကလေးတွေကိုလက်ဆင့်ကမ်းပေးခြင်းတဲ့အကြောင်းပြောခဲ့ပါတယ်။စစ်သားတွေကရိုင်ဖယ်ကိုပေးဖို့တုံဆိုင်နေခဲ့ပေမဲ့လည်းပီတာကကဘာကြီးကိုပိုကောင်းအောင်လှုပ်ခြင်းတဲ့လူဖြစ်တဲ့အတွက်ဘသူကမှထိခိုက်မှာမဟုတ်ကြောင်းဘုံမူကြီးကအမှားခံပေးခဲ့ပါတယ်။ ဒီတားတယောက်ရန်ဖဲရသွားတဲ့အခါမှာတော့မြောက်ပြီးတော့ဘုံမူကြီးကိုတက်တက်ချင်းလိုက်ပါတယ်။ဘုံမူကြီးကသူ့ရဲ့အောင်ပွဲကိုအလဟသအဖြစ်မှခံဖို့တိုက်တွန်းခဲ့ပြီးတော့သူ့ကိုလည်းစေထားခိုင်းနေခဲ့ပါတယ်။ဒါပေမဲ့လည်းဝမ်းထဲပူစင်းနေတဲ့ပီတာကတော့ရေးတွေဖြစ်ကြောင်းပြောကတဏ္ဏမောင်းကိုဆွဲလိုက်တဲ့အခါမှာတော့ဘုံမူကြီးလည်းတည်ဆုံသွားခဲ့ပါတယ်။နောက်ဆုံးမှာတော့ပီတာတယောက်တနတ်ကိုခြားထားခဲ့ပြီးတော့မိုးရဲရေထဲမှာပဲတယောက်တည်းထွက်သွားခဲ့ပါတော့တယ်။ဇလန်လေးကတော့ဒါပါပဲခင်ဗျာဒီလိုဇလန်ကောင်းလေးတွေကိုအားပေးနေတယ်ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့နော် ဇုံဒီနားဆင်ပေးခဲ့ကြတဲ့တူဝချင်းစီတိုင်းကိုလည်းကျေးဇူးထူးပဲတင်ရှိပါရယ်ခင်ဗျာ။